ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Ghost Story YouTube Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေအားလုံးအကြားအခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရင်းစရာလေးတေစာရှိသားထားတဲ့တေစာနဲ့ဖဲသမနောင်နာဆိုတဲ့ဇာတ်လမ်းလေးရဲ့အဆောင်ဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ ဇလန်ကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။အသေးသေးတင်ဆက်သိရှိဖို့အတွက်ကတော့ဘေးနာ notify bell လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ဒီဇလန်လေးကိုတင်ဆက်ပေးတော့မဲ့သူကတော့ကျမဖွေးဤပဲဖြစ်ပါတယ်ရှင်။ဟေးအောင်ခင်မောင်မြန်မြန်လျှောက်ပါ။ဟိုမှာဝိုင်းရစနေပြီလားမသိဘူး။အေးပါဟာငါလဲလျှောက်နေတာပဲလေ။ မင်းရဘာလို့ဒီလောက်ထိ လောနေရတာလဲမင်းစော်ရဲ့လောဆိုရင်ဒီနေ့မျိုးကနေစပားပွဲစားတွေရောင်းနေကြတယ်လေပြီးတော့ဟိုကောင်တွေစပားရောင်းတာတော့ငွေသီးနေမှာပဲအေးဒါလည်းဟုတ်တာပဲဒုံရွာမှာဒီလိုဝိုင်းမျိုးဖြစ်ဖို့ဟာရှာတယ်ဟာအေးအဲ့ဒါကြောင့်ပြောတာလာမြဲမြဲမင်းစော်နဲ့ခင်မောင်လေးကျိန်ဝိုင်းရှိရာရွာပြင်မှာရှိတဲ့ဂိုးတော်ပြည့်စီကိုတောက်ချေတင်ခဲ့ကြပါရဟာမင်းစော်နဲ့ခင်မောင်လာကြမြဲမြဲမင်းတို့ကိုစောင့်နေကြတာ ကဲကဲဝိုင်းစားရအောင်အဲ့ဒီလိုပြောပြီးစဘာပွဲစားနှစ်ယောက်နဲ့မင်းစော်အပါဝင် ရွာသားလေးယောက်နဲ့စုစုပေါင်း၆ယောက်ဖဲဝိုင်းကိုစတင်လိုက်ကြပါရဲအကောင်ကြီးပေးရပြီးအရက်အမီဆဲလိတ်ကုန်စားတဲ့အရာများအပြင် ထမင်းပါရနိုင်အောင်စီစဉ်ထားကြလေပါရဲလူကြီးတွေလာဖမ်းရင် ပြေးဖို့ကင်းမုံစောင်းသူနဲ့ဖဲဝိုင်းမှာရင်ခုန်စရာပင်ဖြစ်ပါရဲကဲငားလဲတတိုင်နော်ကင်းဆောင်တဲ့သူတွေက ထမဆုံးလူထွက်တာနဲ့ဝင်လို့ရမယ်လလို့စေကင်းသေးချဆောင်ကြမလိန်နဲ့မခိုးနဲ့မဝက်နဲ့အေးမီလိုကတော့ငါသားကမင်းတို့ပိုက်ထရာဥရီကိုဖောက်ထုတ်ပေးလိမ့်မယ်ကြားကြလားဖေးဝိုင်းစီစဉ်သူကိုငှက်ကြီးကဓာကိုကိုင်ကအားလုံးကိုတတိပေးလိုက်ပါရဲ့ကိုငှက်ကြီးဆိုတာငယ်ငယ်ကလေးကအလောင်းကစားသမားချစ်ကနေဆိုရင်လက်ပါလုံးလို့15နှစ်သားအရွယ်မှရင် နှလောင်းပြိုင်လူတက်ပြီးထောင်နှန်းဆန်ခဲ့သူထောင်ကလူငိမ့်နဲ့ပြန်ထွက်လာပြီးမကြခင်လူမိုက်၅ယောက်နဲ့ရန်ဖြစ်ရာငှက်ကြီးတောင်ဓာတ်နဲ့ပိုင်းခုတ်ပြီးလူ၅ယောက်တက်မှုနဲ့ထောင်ထဲကိုပြန်ဝင်သွားလို့အဲဒါကြောင့်သူကိုငှက်ကြီးလို့ခေါ်ကြပြီးအတော့ကိုရှိန်ကြပါတယ်။ကဲဝိုင်းစမယ်ဒိုင်ရွေးမယ်။အဲဒီလူဆိုကဖဲချက်တစ်ချက်စီကင်မေးကြည့်လိုက်တော့စပားပွဲစားငတ်ဦးဆိုသူကဒိုင်အဖြစ်စားစောရပါတယ်။ပွဲစားစားခြင်းမင်းကဲဒိုင်တော်ပြီဟဲ့ ဟာကွာကြည့်တော့မကြည့်ရသေးဘူးကဲကဲစားဗျာစားစားငှဦးကပက်ဆက်များကိုသိမ့်ပြီးနောက်တပွဲအတွက်ဖဲမွေကဝေးပေးလိုက်ပါရဲ့မင်းစော်ကဒိုးပြီးကွာရှစ်ပေါင်းနဲ့ဒိုးတာဟောတာတောက်လေဓာညှင်းလေဒိုးရင်ခဏနေအောင်ဒိုင်ဖဲမကြည့်ရသေးဘူးနော်ကြံတဲ့သူတွေကြည့်ရတာဒိုးရင်ပြောမယ်လုံးရင်ဆွဲမယ်ကျန်တဲ့သူများကလည်း ဖဲနောက်တစ်ချက်စီဆွဲကြပြီးစိန်ခံပြီးပို့ကြပါရဲကဲအားလုံးဆွဲပြီးပြီးဒိုင်းအလှက်စပားပွဲစားငှအူးလေဖဲချက်နှစ်ချက်ကိုကောက်ကင်ပြီးစိန်နဲ့ပို့နေပြီးတော့ပျောက်စမ်းပျောက်စမ်းပျောက်စမ်းကွာတို့ပြီးစပိတ်ချောင်းနဲ့စပိတ်နှစ်ဇားရီထဲကြဇားရီထဲကြမင်းစော်လေနိုင်မီလို့ထင်ပြီးပြုံးစီစီဖြစ်နေရမှဒိုင်းဖြစ်သူဟာဟဲ့လူခမရဟာဟုတ်ရောဟုတ်ရဲ့လားခမရပဲဒိုးနေတာ ဒါကန်တရားလေမင်းမယုံရင်ငါဖဲချက်ကိုမင်းကိုယ်တိုင်လှမ်းလိုက်ကဲနောက်တော့ဝိုင်းစမယ်ဝိုင်းတိန်ခေါ်ပြီနော်တုံးလှည့်ပဲကြံ့နေအန်တီလိုဆိုကဖဲချက်များကိုမှွေနောက်ပြီးတော့ထပ်ပြီးတော့ဝေပြန်နေမင်းစော်ကဒီတခါခမ ्या မတူမဆွဲမယ်ခမ ्या အရင်ကြည့်စဘာပွဲစားလဲဖဲချက်နှစ်ချက်ကိုကောက်ကြည့်လိုက်ပြီးမတော်ဘူးဟဲ့စွဲကြစွဲကြမင်းစော်လည်း ဖဲချက်နှစ်ချက်ကိုဇိမ်နဲ့ပူးကြီးလိုက်ပြီးနောက်ခွနပ်ပေါင်းရှိတာကြောင့်မစွဲတော့ပဲကြော်ခိုင်းလိုက်ပါတယ်။ကဲဒိုင်းစွဲပြီဖဲတွေလှမ်းကြမယ်။နှစ်ပေါက်ဓာတ်လေးပေါက်အမေဓာတ်ခွနပ်ပေါင်းဟာကျန်တာတွေကဘူးတွေကြီးပဲ။ကဲတက်ဆန်းတက်ဆန်းတက်ဆန်းကွာ။ဟွန်းကဲစပိတ်ချောက်သုံးချက်ဆိုတော့ငါးစထဲကြမယ်။ဟဲ့လူခမည်းဖဲခိုးရိုက်နေတာမဟုတ်လား။ကိုငှက်ရီ ဘဲကောင်ဖဲခိုးတာလဲကွာဟမ်မင်းစုံစကားမဆုံးခင်ဓာဆွဲပြီးထတာတဲ့ငယ်ကြီးကိုစပားပွဲစားကဟဲ့လူကြုတ်ဖဲခိုးလားမခိုးလားသိကျင်ခမည်းကြုတ်ဖဲကိုလာဝယ်ပြီးလာကင်လိုက်အေးပြီးရောလေအဲ့ဒီလိုနဲ့နောက်တဝိုင်းစဆော့ကြတော့မင်းစော်ကပွဲဆဆချင်းဒေါ်ဘီဟေးစပိတ်ကိုနဲ့ကင်းကွာဇာနဲ့ရောဟေးကိုငတ်လေငတ်ဦးရဲ့ဖဲချက်နှစ်ချက်ကို ကောက်ကောက်မြည်ကြည့်လိုက်တော့ဟာ ဒိုင်းတော်ပြက်မီဟာစပိန်ရှင်းနဲ့တဲ့ကဲမင်းစောဒါလို့ဆိုရင်မင်းရုံတော်ရောပေါ့ကဲစားထက်လိုက်ဟာဒိုင်းမဲဒိုးနေတာဟာကဲကဲစားလိုက်တော့နောက်ဆုံးတိတ်ဟင်မင်းစောလေရှိသည်မြငွေပုံအော်ပြီးထုံးချေးတင်လိုက်ကခေမောင်ကိုအချက်ပြလိုက်ပါတယ်ခေမောင်လည်းမရောမလဲနဲ့စပားပွဲစားငအူးအနောက်ကိုသွားပြီးအချင်းအနေစောင့်ကြည့်နေပါတယ် ဖဲဝေပြီးချိန်မှာဘသူမှ မတို့တော့မို့တချက်စီဆွဲပြီးဇိမ်နဲ့ပုတ်လီပါတယ်အဲဒီနောက်တိုင်းကကဲဒိုင်ဆွဲပြီးအာလုံးလှမ်းလိုက်ကြအဲဒီလိုပြောပြီးဖဲချက်ကိုဇိမ်နဲ့ပုတ်နေပါတယ်မင်းစော်လဲရှစ်ပေါင်ရှိတာကြောင့်တေချာပေါင်အနိုင်ရပြီလို့တေးထားတော်လဲရလတ်မှာကဲဒိုင်ပေါင်သွားပြီဟဲ့နောက်တော့ကိုးပေါင်းกว่าကဲအာလုံးသိမ်းလိုက်ပြီနော်မင်းစော်လေတောက်တစ်ချက်ခောက်ပြီးတော့ထပြန်လာခဲ့ပါရဲ့ ခင်မောင်လဲလိုက်ပြက်လာတာကြောင့်မင်းစောကဟေ့ရောင်ခင်မောင်မင်းဘာလို့လိုက်လာတာလဲဟမရိုက်ဘူးလားမရိုက်ဘူးမင်းစောရေငါရိုက်လဲရှုံးပါမယ်အဲ့တော့မရိုက်တော့အရင်မို့ဘလို့လဲကွမင်းစကားကြီးကလဲရှေးအောင်ပြောပါဦးဒီလိုကွငါအဲ့ဒီကောင်အနောက်ကနေတွားကြည့်ခဲ့တာဘာမြင်နေလို့မင်းထင်လဲမင်းပြောမှသိမှာပေါ့ဟပြောစမ်းမင်းဘာတွေးခဲ့လို့လဲဒီလိုလေငါသူ့နောက်ကနေတွားကြည့်တော့အဲပထမဆုံးသူ့စီယာဖဲက ကလားနှစ်ချက်အဲ့မှာတစ်ချက်ကိုချပြီးနောက်တစ်ချက်ဆွဲတာအဲ့ဒီဖဲလေကလားပဲငါလဲမင်းသေးချပေါ့နိုင်ပြီလို့မှတ်ထားတာ သူစစောကချထားတဲ့ဖဲကိုယူပြီးတော့ပြန်ပို့လိုက်တာဟဲ့အောင်ဟင်ကိုကြီးဖြစ်သွားတာပဲငါဖြစ်ရုံတော့မယုံနိုင်ဘူးဩဒါဆိုဒီကောင်ကမဟုတ်တဲ့နီးနဲ့လှုပ်သွားတာပေါ့တွေးကြသေးတာပေါ့ကွာကဲလုံးလုံးစဲငါ့ကိုအရက်လိုက်တိုင်အောင်စိုက်မပိတ်တော့သေးဘူးကွာမနေ့ပြန်ကြရင်ငါနိုင်ဝင်နိုင်ရမယ် အဲ့ဒီလိုကျိန်ဝပြီးတော့အရက်ဆိုင်ရှိရာကိုလှမ်းခဲကြပါတယ်။မင်းစော်လေအရက်ဆိုင်ကပြန်လာတာနဲ့အိမ်တန်းပြန်ခဲကြတယ်။မနဲ့အစောထပြီးမိမဖြစ်သူထံကပတ်စံတောင်းပြီးတော့အမဲပေါ်တဲ့နေရာကိုသွားကအမဲသားတပိတ်သာဝဲထားပါတယ်။ဟေးမြားရင်ငါအမဲသားဝဲလာတယ်။အိမ်မှာချက်ဖို့မဟုတ်ဘူးနော်။ငါလုံးစရာရှိလို့မင်းသွားမထိနဲ့ကြားလား။အမလီတကယ်ပဲတော့ရင် အမဲသားလေးဝဲပြီး ညကြရင်အပေါင်းအသင်းတွေနဲ့ချက်ပြုတ်စားတော့တော့မယ်ပေါ့လေရှင်လေအလုပ်တခုမမဲရရလုပ်ပါလားမဟုတ်ရင်လေကျုပ်တို့ပိုင်တဲ့လေတွေကို ရှင်ဦးစီးပြီးလုပ်တင်နေဟာဒီမိမစကားများလိုက်တာငါကအလုံးလုံးမထမင်းစားရမှာလားမင်းလောက်တာနဲ့ငါတို့တမိသားစုလုံးထိုင်စားနေလို့ရတယ်လေ မင်းစုံမှာတာသမီနှစ်ယောက်ရှိပါတယ်။မိမဖြစ်သူများရဲ့မှာစန်းစန်းများကိုကြည့်ရှုရ၊လေယာများကိုကြည့်ရှုရနဲ့မအားလက်နိုင်မှာမင်းစုံမှာလည်းဘာအလုံးမှမလုပ်တဲ့အပြင်အလောင်းအစားကိုသာအားတာလိပါတယ်။မိမဖြစ်သူရဲ့ပွားစီပွားစီပြောတဲ့အကြောင်းအိမ်ကနေထွက်လာပြီးအရက်ဆိုင်မှာပဲအချိန်ဖြုံးနေလိုက်ပါတယ်။ညနေဆောင်တော့အိမ်ပြန်လာပြီးမိမဖြစ်သူထံကပတ်စံယူကအမဲသားတွဲကိုဆွဲလာပြီးတော့ရွာအပြင်တင်းကျိုင်းကုန်းကိုထွက်လာပြီး နေရဲပင်ကြီးတပင်အောက်မှာအမဲသားတွဲကိုချကဟောဒီနေရဲပင်ကြီးကတဆေတရေတပတ်တွေထဲကအကြီးဆုံးပုဂ္ဂိုလ်ကျောင်းအရှိကိုလာပါကျောင်းကအပေးယူလို့ဖို့အမဲသားကိုကျွေးပါတယ်သဘောတူတယ်ဆိုရင်ကျုံကျွေးတာကိုစပါအဲ့ဒီလိုပြောပြီးတော့အနောက်ကိုလှမ်းနေလိုက်ပြီးကွန်တရာညှက်ခန့်အကြမှာ နေရဲပင်ကြီးဘက်ကိုပြန်လှည့်ပြီးတော့ကဲကျုံကျွေးတာစားပြီးပြီဆိုတော့ကျုံနဲ့အပေးယူလို့ပါအခုရောက်နေတာတပတ်ကြီးဆိုရင် ဟိုကိုင်းလေးကိုလှုပ်ပြပါမင်းစော်ကဘေးနာကကိုင်းလေးကိုလက်ညှိုးထိုးပြီးအဲ့ဒီလိုပြောလိုက်တော့ကိုင်းလေးကိုတဖြည်းဖြည်းနဲ့လှုပ်ပြပါတယ်ကဲတပတ်ကြီးခမားကျုပ်ကိုဒီညဖဲနိုင်အောင်လှုပ်ပေးမယ်ဆိုရင် အမဲသားငါးဘိတ်သားဝဲကျွေးပါမယ်နောက်ထပ်အပေးယူတွေကြာရင်လေဒီထက်ပိုပြီးကျွေးမွေးပါမယ်ဖဲမနိုင်ရင်တော့မကျွေးဘူးနော်သဘောတူတယ်ဆိုရင်ထပ်ပြီးတော့လှုပ်ပြပါအဲ့ဒီအချိန်မှာအကိုင်းခက်ကိုထပ်ပြီးတော့လှုပ်ပြလိုက်တာမို့ကဲဟုတ်ပြီ ဒါဆိုရင်ကျုပ်တို့ဖဲဝိုင်းသွားရအောင်ကျုပ်ကိုနိုင်အောင်လုပ်ပေးနော်ကျုပ်အရက်ငါးပလင်းလဲတိုက်မယ်ဗျာမင်းစော်လေရီဝေဝေနဲ့ဖဲဝိုင်းရှိရာကိုရှောက်လာခဲ့လေတော့တယ်ဟာမိတ်ဆွေကြီးရဲ့ခြေတံကပြေးလှကြည်လားကောင်းတယ်ဗျာမင်းစော်လေပေါပန်း40ပြောကဂိုးတော်အတွင်းကိုဝင်းလာခဲ့ပါတယ်ဟာဝိုင်းတော်စနေကြပြီပဲကျုပ်လည်းပါပဲမျိုးလာဟေးမင်းစော်ရီဒီမှာတဲ့အိလို့နေရဲ့မနေ့ကနိုင်သွားတဲ့စပားပွဲစားတွေ ဒီညလည်းထပ်နိုင်နေတော့မေမေးစော်လည်းဖဲဝိုင်းမှဝင်ထိုင်လိုက်ပြီးပက်ဆက်များကိုထိုးကျေတင်ထားလိုက်တော့ဟာမေးစော်မင်းပက်ဆက်တွေကများလာကြည်လားနှစ်လဲပဲကြံတာနော် ဟုတ်လားဒါဆိုရင်ထပ်ထိုးတယ်ဗျာအဲ့ဒီလိုဆိုကပက်ဆက်တအုပ်ကိုထိုးကျေထပ်ထည့်လိုက်တဲ့ဖဲချက်များဝေးပြီးတာနဲ့မေးစော်ကဖဲချက်ကိုပုတ်လိုက်တော့ဟာကွာကလားနှစ်ကောင်ကြတာကြောင့်မင်းစော်ထောက်အော်ခန်းလေးမှာမင်းစော်ကိုတစုံတစ်ယောက်က ပါဇက်ကိုဆွဲပိတ်လိုက်တာမို့မင်းစောမင်းဖဲကိုလက်ဝါးထဲထည့်ထားလိုက်ငါဟာကိုးနဲ့ပြောင်းပေးမယ်အနာကပ်ပြောတဲ့အတန်ကြောင့်မင်းစောအံ့ဩသွားတယ်မင်းစောလည်းဖဲချက်ကိုလက်ဝါးနှစ်ဖက်နဲ့ဖိထားပြီးမင်းသေးသေးနဲ့နေလိုက်ပါတယ်ဒိုင်းလောက်သူကကဲဒိုင်းတို့ရင်ရှစ်ပေါင်းနဲ့မတော်ရင်အကုန်တင်လိုက်စားမယ်ဟင်မင်းစောကဖဲချက်များကို ပြန်ကြည့်လိုက်ပြီးနောက်ငေါန်တောင်းတောင်းနဲ့ကိုးပေါက်ရှိတယ်စားထည့်လိုက် ဒီလိုနဲ့အလှဲ့တိုင်းမင်းစုံကြည်နိုင်ပါရဲ့အင်းအပြန်မှာပတ်စံထုတ်ကိုထန်းကပြန်ရပါရဲ့မင်းစော်လေးဂတိအတိုင်းအမဲသားငါးဘိတ်သာအရက်ငါးပလင်းအပြင်စေးဘောလေးကြီးများနဲ့တပည့်ကြီးကိုကျွေးမွေးအဲခံပါရဲ့ဒီလိုနဲ့ဝိုင်းကြီးများရှိတဲ့အခါတိုင်းတပည့်ကြီးကိုကျွေးမွေးကဖဲနိုင်အောင်လှုပ်တော့ပါရဲ့ဒီလိုနဲ့ပဲမင်းစော်တို့ဖဲဝိုင်းကိုရဲဝင်ဖန်တော့မင်းစော်ကံကောင်းလွတ်တော်မှုလွတ်သွားပါရဲ့ အဲ့ဒီနောက်အချင်းအတော်ကြတဲ့အထိဖဲမြန်ရတော့နိုင်ငံရေးအခြေအနေအရှုံးအထွေးကြောင့်ပို့လို့ဆိုပါတယ်ဒီလိုနဲ့တရက်မှာမင်းစော်အရက်ဆိုင်မှာအရက်တောက်နေတော့အဖေအဖေအမေမူးပြီးတော့အပေါ်ထက်ကနေပြုတ်ကြလို့အခုခေါ်မရဘူးသမီးဖြစ်သူရဲ့အမောတကောစကားတန်ကြောင့်မင်းစော်လေးအင်ကိုအမြန်ပြန်ပြေးခဲ့ပါတယ်အင်အရောက်မှာငုတ်တော့ကြီးထိုင်နေတဲ့မိမကိုတွေ့လိုက်ရတယ် ဘေးမှာလည်းအိမ်နီးချင်းများဝိုင်းကြည့်နေကြတဲ့မင်းစော်ကမမြရင်အားမြရင်မင်းဘာမှမဖြစ်ဘူးနော်တော်ပါသေးတယ်ကွာငါဘာမှမဖြစ်ပါဘူးမမြရင်ကမင်းစော်ကိုပြန်ပြောနေတော့မင်းစော်လည်းမိမဖြစ်သူအတန်မဟုတ်ပဲတခြားအတန်ဖြစ်နေတာမို့မိမမင်းအတန်ကြီးကဘလို့ဖြစ်တာလဲအပေါ်ကပြုတ်ကြတော့လေမင်းခောက်သွားလို့ပါနောက်တော့တက်တာလာမှာပါဒီလိုနဲ့ပဲအိမ်နီးချင်းများပြန်သွားကြပါတယ်မင်းစော်က သူမိမအပေါ်ကပြုံးကြထားတာမို့ဘာမှမခိုင်းသေးပေထမင်းချက်ဟင်းချက်တာကအစသူကိုယ်တိုင်လှုပ်ပေးပါတယ်တနေ့မှာကိုချက်ကြီးအမဲသားနှစ်တွဲပေးစမ်းပါဟာမင်းစောမင်းရဲ့မှာလူဝလေးယောက်ထဲလေနှစ်တွဲမများဘူးလားမများပါဘူးကြောင်မိမအဲ့အတွက်ကြော်ပေးမလို့ပါသူသွေးတောင်းနေလို့တဲ့ဟာမင်းစောတို့များမိမကိုအခုမှ အချစ်ပိုးနေလိုက်တာ ဟုတ်ပါဗျို့ကိုမင်းစောကြီးကိုအားကြတယ်ဗျို့ဘေးကကာလာသားများက ဝိုင်းဝန်းစားနောက်ကြတော့မင်းစော်ကရှင်းကော့ပြီးဒါချစ်စရာရှိလို့ချစ်ရတာပေါ့ဗျာတချို့ဆိုရင် ချစ်ရမဲ့သူမရှိလို့မချစ်တတ်ပဲအချစ်ငတ်နေကြတာဗျို့ကြုံမိမအပြိုကလေးကဒီရောမအလှဆုံးအခုထိကြုံမိမကိုမှီတဲ့သူရှိလို့လားအားကြရင်လေတခြားရွာသွားရှာကြဗျို့ကာလာသားများအားလုံးဝိုင်းပြီးတော့ရင်းနေကြကြင်မင်းစော်တယောက်အိမ်ကိုပြန်လာနေပြီဖြစ်ပါတယ်အိမ်အရောက်မှမင်းစော်က မိမရင်ငါအမဲသားနှစ်တွဲဝင်လာတယ်မင်းအတွက်ကြုံလိုက်မင်းနော်လုံးလုံးစင်အနောက်သွားလိုက်ဦးမင်းဩအင်းမကိုရဲ့မင်းဆိုလေမိမဖြစ်သူရဲ့စကားသက်ပြည့်ချွဲချွဲလေးကိုကြပြီးအသေးရသွားပါတယ်အဲ့ဒီနောက်နောက်ဖေးမှလှုပ်ရှားရှိတာလှုပ်ပြီးအိမ်မော်ကိုပြန်တက်လိုက်တော့မိမရင်အမဲသားတွဲရဘယ်ရောက်သွားတာလဲငါဘယ်သိမလဲနင်ထားခဲ့တာလေဆိုပြီးရင်းရင်သေးသေးပြန်ပြောတာမို့ မင်းဆိုလေရုတ်တရက်ဒေါသထွက်သွားကမိမမင်းဘလို့ပြန်ပြောလိုက်တာလဲငါအကောင်းမေးတာနော်မင်းဟာရဲလာကြီးလားအဲ့ဒီလိုပိတ်ဟောက်လိုက်မှ မိမဖြစ်သူမမျှရင်ကမင်းဆိုအားဩဒီလိုပါ အကိုရဲ့အကိုကမိမကိုမေးတော့မိမလည်းရုတ်တရက်မို့ပါအကိုကမိမကိုအော်တယ်ကဲပါငိုမနေနဲ့တော့နော်မိမကိုကိုအဲ့ဒီလိုပြောတော့ကိုကစိတ်တူသွားလို့ပါဟင်မိမပါဇက်မှာတွေးတွေ့ အဲ့ဒီလိုပြောလိုက်တော့မမြရင်လည်းပါဇက်ကသွေးများကိုပို့ပြီးဟုတ်တယ်စောနာကနှာခေါင်းသွေးရှမ်းနေရအဲ့ဒါကြောင့်အကိုကိုပြန်အော်သူလိုဖြစ်သွားတာကဲပါလေကဲကဲတခုခုနဲ့တုံးလိုက်အောင်အမဲသားကြော်လိုက်တော့မင်းသားနဲ့သမီးရော သူတို့အဖွားအင်ကိုသွားနေအောင်မေပြောတယ်တပတ်နှစ်ပတ်လောက်နေမှာတဲ့ဩအေးမကိုအမဲသားကြော်လိုက်တော့မင်းနော်အဲ့ဒီလိုပြောပြီးတော့ မီးမွေးကအမဲသားများကို ခက်ကြီးကြီးတုံးပြီးကြော်ပါရဲစားစွန်းရင်းမနေပေဒီအတိုင်းစားကျင်တယ်ဆိုတာကြောင့်ကြော်ပေးရခြင်းဖြစ်ပါရဲအာနုံပီးစည်းချိန်မှာမင်းစော်ကမိမဖြစ်သူနာခနာတော်ထိုင်လိုက်တော့မိမဖြစ်သူက အကိုမိမကိုနှိပ်ပေးပါလားခြေထောက်တွေညောင်းနေလို့ဩအင်းနှိပ်ပေးရမှာပေါ့ခနာပဲရမယ်နော်ရေမိုးချိုးပြီးထမင်းစားရအောင်လို့အေးမအကိုရဲ့ ဒီလိုနဲ့မင်းစော်လေမိမဖြစ်သူကိုအချင်းအတော်ကြအောင်နှိပ်ပေးပြီးရေမိုးချိုးကထမင်းစားလေပါတယ်ထမင်းစားပြီးချိန်မှာကြံနေတဲ့အမဲသားများကိုအုပ်ပြီးအိယာဝင်နေတော့တယ်အဲ့ဒီအချင်းမှာ အနောက်ကနေဂလုံးကလန်းအတန်တွေကြားရတာမို့အိပြုတ်နေတဲ့မင်းစော်လေလန်နိုးလာပြီးဘာဖြစ်တာလဲမသိဘူးစိတ်သေးကတွေးပြီးတော့ထမင်းစားခန်းလေးကို ိတ်တိတ်လေးထွက်လာခဲ့ပါရင်ရုတ်တရက်မြင်လန်းရှားတဲ့မြင်ကွင်းကြောင့်မင်းစုံအတန်မထွက်အောင် မနှဲထိန်ထားလိုက်ရတယ်။မြေရတဲ့မြင်ကွင်းကမမြရင်က အုတ်ထားတဲ့အမဲကြုံများကိုပစက်ထဲပလုံပလောင်ထဲစားနေခြင်းဖြစ်ပါရဲ့။အဲ့ဒါပြီးတော့ဘေးမှလည်းကြက်သေးတကောင် အမဲကြုံများကုန်သွားချိန်မမြရင်ကဘေးကကြက်သေးကြီးကိုပစက်ကြီးနဲ့ကိုက်ဖက်ကစားတော့နေတယ်။မင်းစုံလည်းအိယာထဲအတန်မကြောင် ပြန်ဝင်လာပြီးအချစ်ရန်စောင့်နေပါရဲ့။ ခန္ဓာအကြမှာမမျှရင်ပြန်ရောက်လာပြီးဘေးမှာဝင်းအိတ်နေပါတယ်။နောက်တနေ့မနက်မှာမင်းစော်ကမိမရင်ညကအမဲကြော်တွေမရှိတော့ဘယ်ရောက်ကုန်တာလဲ။မတရိုးလေတော့ကြောင်တွေပါတွေဝင်းစားသွားတာနေမှာပါ။အေးမအေးမဒါဆိုရင်လေငါရွာထဲသွားပြီးတော့အမဲသားထပ်ဝယ်လိုက်အောင်မေ။အင်းဒါဆိုရင်အမဲအသေးလေးရအောင်ဝယ်ခဲ့ပါ။ကြုံစားကျင်လို့တံမြာသေးလေးနဲ့နှက်ပြီးတော့အေးပါကွာအေးပါငါဝယ်ခဲ့ပါမယ်။ မင်းစော်လေအဲ့ဒီလို့ပြောပြီးအိမ်ကနေထွက်လာခဲ့ပါရဲ့အမှန်တကယ်ထွက်လာတာကအမဲသားဝယ်ဖို့မဟုတ်ဘေးရွာမှာနာမည်ကြီးနေတဲ့ဆရာကိုအကျိုးအကြောင်းပြောပြပြီးအကူအညီတောင်းဖို့ဖြစ်ပါရဲ့ဒါပေမဲ့ရွာထဲတင်ညာအဆန်းအယောက်မှာအကိုကြီးမသွားနဲ့တော့ပြန်လာခဲ့အတန်နဲ့အတူအရှိမပင်းရဲနေသူကမြိုင်ရင်မင်းစော်ကမိမမင်းအိမ်ပြန်ငါဟိုဘက်ရွာသွားမလို့မသွားနဲ့လို့ငါပြောနေတယ်လေ နေမိမကိုငါတတ်လိုက်ရမလားရုတ်တရက်လေးတန်းမာလာပြီးမျက်နာအသွင်အပြင်ပြောင်းလဲသွားတဲ့မြားရင်ကြောင့်မင်းစော်ကမင်းဘသူလဲမင်းပါလို့ငါမိမကိုထဲဝင်နေတာလေငါဟိုအပြရကောင်းမဟင်နေအမဲသားတွေလလကျွေးနေတယ်ကောင်းမပဲနေဘာလို့ဒီလိုလုံးနေတာလဲငါမိမကိုထဲဟာထွက်စမ်းမထွက်ဘူးငါသူ့ကိုမိပြီးတော့အမဲသားတွေစမယ်ကမ္မကုံတွေခန်းစမယ်ပြီးရင်ရွာကကြက်တွေဘဲတွေကိုစမယ် ငါ့ကိုနေမယားအဖြစ်ဆက်ဆံပေးရမယ်မရအောင်နေ့ကိုငါတက်မယ်တက်မယ်တက်လေနေတက်လို့ရရင်တက်ပေါ့ငါတော့မသိဘူးနေမိမတော့တင်ရလိမ့်မယ်မင်းဆိုလေဘာလုံးရမှန်းမသိတော့မိမဖြစ်သူကိုယ်ထဲမှာဝင်နေတဲ့တရေမကနှစ်ချို့တရေမဖြစ်ပါတယ်သူတို့ကိုအစားလုပ်ခဲ့တဲ့မိမိအမပဲအခုတော့မိမဖြစ်သူကိုဆုံရှုံရတော့မယ်အဖြစ်အထက်ပုဂ္ဂိုလ်တွေညှို့လို့ရောက်လာတာအကြောင်းရှိမယ်ထင်ထားတာ အခုတော့လင်တာယူသေးရဲမှနဲ့လာတိုးနေတယ်။ဘာအထက်ပုတ်ကိုလဲအောင်လန်းစရာဆုံးကိုနဲ့မဆိုင်ရင်ဝင်းမပါနဲ့။ဒါငါအပိုင်နေရောပါဂုတ်ချိုးတက်ပြမယ်။ကျန်လာကြီးလားသေးရဲမရဲ့။ကဲဟဲ့လူခမည်းမိမကိုထဲဝင်နေတဲ့သေးရဲမကိုထုံမရမယ်။သဘောတူလား။သဘောတူပါတယ်။ဒါပေမဲ့ကြုံမိမအသက်ပြန့်ရှင်းမလား။စိတ်တော့မကောင်းပါဘူးဗျာ။ခမည်းမိမသေးရကြပြီ။အဲ့ဒီသေးရဲမလက်ချက်ပေါ့ဗျာ။ဗျာကြုံမိမသေးပြီ။ ဟာဗျာသွားပါပြီကဲစိတ်မကောင်းဖြစ်မနေပါနဲ့တော့အခုလိုတွေဖြစ်လာတာကပရာလောကသားတွေကိုမှခမားကစောင့်နယ်မိရအောင်ထားပါတော့ကျုပ်အခုအဲ့ဒီတရေမအောင်အပြစ်ပေးရအောင်မေအဲ့ဒီလိုဆိုကအရှိကိုထွက်ပြီးတရေမအားကဲအခုလောက်ထိနေပြီးစားပြီးတော့ပေါ့မရဘူးဒီခဏမထွက်ဘူးနေလောက်ချင်တာလို့အဲ့ဒီလိုပြောပြီး တရေမကလက်နှဖက်ကိုဘေးကိုစန်းတန်းလိုက်တော့လေးဘော်ကိုမြောက်တက်သွားတယ်တေစာကတက်ပြင်းချပြီးဒါဆိုရင်ကျုပ်တော်ဝင် အတိုင်းလုံရမှာပေါ့လေစိုင်းကြည့်လိုက်လေဟောပျောက်သွားပြီဟဲ့လူကျုံမင်းမပျောက်သွားပြီရုတ်တရက်မိုးတိမ်များအုံဆိုင်လာပြီးလျှက်စည်းများတစ်ဖြက်ဖြက်လှက်နေပါတယ်တေစာလည်းလက်ကစက်တစ်ခုကိုထုတ်ပြီးလေးဘော်ကိုပြစ်လိုက်ပါတယ်နေရဲပင်ကိုစက်တိမှန်က တက်ကိုင်းများကျိုးကြလာတဲ့အရှိတတဲမှတရေမှပြန်ပေါ်လာပြီးလက်ကိုအရှိကိုစံတန်းလိုက်တော့လက်ကြီးဟာရှေထွက်လာပြီးတေစားကိုလက်ပြီးညှစ်ဖို့ကြံရွယ်ပါလေ။ကဲရော့ကွာအာပူတယ်ပူတယ်အရှိကိုတိုးလာတဲ့လက်ကိုတေစားကအင်းတစ်ချက်ကပ်ပေးလိုက်တော့လက်မှနောက်ပြန်ဆုပ်သွားပြီးတရေမှလည်းအော်ဟစ်နေတော့တယ်တေစားကတရေမှ နေအစင်းနဲ့ငါ့ကိုမနိုင်ဘူးအဲ့ဒီတော့နေဒီခန္ဓာကိုယ်ကနေ အသာတကြီးထွက်သွားပါငါပညာထပ်မသုံးချင်ဘူးတင်ရဲမကအေးချက်ကိုလက်နဲ့ပုတ်ခါချပြီးတဟာဟာအော်ကြီးကဒီအင်းလောင်းနဲ့ငါ့ကိုမနိုင်ဘူးပြီးတော့ငါဟောဒီခန္ဓာကိုအထဲမှာပဲနေမယ်နင်းဘာလုပ်ချင်လဲဒါဆိုရင်လေငါပညာပဲထပ်သုံးရမှာပေါ့အဲ့ဒီလိုဆိုကအင်းဆောင်ရွက်တရွက်ကိုထုတ်ပြီးနှုတ်ကတစုံတရာကိုရုတ်ဖက်ပြီးတော့အဲ့ဒီအင်းဆောင်ရွက်ကို မိခတ်နဲ့မိရှို့လိုက်ပါတယ်ပူတယ်ပူတယ်ပူတယ်အာ ငါမခံနိုင်တော့ဘူးပူတယ်အေးဆောင်ရွက်လဲမီးကျွမ်းကပြဖြစ်သွားတယ်လေပေါ်ကမမြရင်လဲအောက်ကိုဘုတ်ကနေပြုတ်ကျလာတယ်အောက်ကိုကြကြကျဲမင်းခြေလက်များတစစီပြုတ်က အသားများကလောင်များတဖွာဖွာထွက်လာတယ်ကိုမင်းစော်လဲမိမဖြစ်သူရဲ့အလောင်းပေးမှာဒူးထောက်ပြီးတော့ဝမ်းနဲ့တသဖြက်ကရှန်ကြီးတငင်ငိုချလီတော်တယ်တေးစလဲမင်းစော်ကိုနှုတ်မဆက်ပင်အဲ့ဒီနေရာကနေထွက်လာခဲ့လေပါတယ် ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရင်းဆရာလင်းတေစာရှိတာထားတဲ့တေစာနဲ့ဖဲသမားနောင်နာဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။နောက်တစ်ခေါက်မှာပရိသတ်တွေအားလုံးအတွက်ဘလို့ဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာကိုစောင့်မျှော်အားပေးနားဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရစေ။ နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရစေရှင်။